အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တဘာဝလောကရဲ့အမကန်ဖန်တီးမှုလေးတစ်ခုအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ရှင်သန်မှုအတွက်အင်းဆက်လေးတွေမှာဘလို့ထူးခြားတဲ့စွမ်းရည်တွေရှိလဲဆိုတာကိုသိချင်ကြမှာပါ။ဒီနေ့ပြောပြပေးမယ့်အင်းဆက်လေးကတော့တကယ်ကိုအံ့ဩစရာကောင်းတဲ့ကာကွယ်ရေးစနစ်ပိုင်ဆိုင်ထားတဲ့ဘွန်ဘာဒီယာဘီတယ်ပဲဖြစ်ပါတယ်။သူတို့ရဲ့နာမည်နဲ့လိုက်အောင်ကိုတကယ်ဘုံငယ်လေးတွေလို့ပေါက်ကွဲတတ်တဲ့တတ္တဝါလေးတွေပါ။ ကြည့်လိုက်ပါဦးရှင်ဒီပိုးကောင်လေးကိုမြင်ဘူးကြလားဒါကတော့မြန်မာအခေါ်ဆိုရင် e-book ကောင်ဒါမှမဟုတ်မီးပန်းကောင်လို့လူသိများတဲ့ Bombardier Beetle ပါဒီပိုးကောင်လေးဟာသူ့ရဲ့ထူးခြားတဲ့ကာကွယ်ရေးနည်းလမ်းကြောင့်သိပ္ပံပညာရှင်တွေကိုပါအံ့အားသင့်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာရန်သူကိုခုခံကာကွယ်ဖို့အတွက် သူ့ခန္ဓာကိုယ်နောက်ပိုင်းကနေအပူချိန်မြင့်မားတဲ့ဓာတုအရေတွေကိုပြောက်ဖုတ်တန်တဲ့အတူပန်းထုတ်ပြီးတော့တိုက်ထုတ်တက်လိုပါပဲဘလို့လောက်တာလဲဆိုတာကိုအသေးစိတ်ကြည့်အောင်နော်ဘွန်ပါတီယာဘီတယ်မှာဒီလိုလုံနိုင်ဖို့အတွက်သူ့ခန္ဓာကိုယ်နောက်ပိုင်းမှာအထူးပြုလုပ်ထားတဲ့ glands နှစ်ခုရှိပါတယ်ပထမ glands ထဲမှာ hydroquinone နဲ့ hydrogen bar oxide လိုမျိုးဓာတုပစ္စည်းတွေရှိပါတယ်ဒုတိယ glands ထဲမှာတော့ catalyst နဲ့ peroxidin လိုမျိုး enzyme တွေရှိပါတယ်ပုံမှန်အချိန်မှာဒီဓာတုပစ္စည်းနဲ့ enzyme တွေဟာတိကျစီရှိကြလို ့ဘာအန္တရာယ်မှမရှိပါဘူး။ဒါပေမဲ့ပုံပါတရားဘီတဲဟာရန်သူရဲ့ရန်ကိုစတင်ခံရပြီဆိုတာနဲ့လျှို့ဝှက်စမ်းကြတဲ့လုပ်ငန်းစဉ်ကိုစတင်ပါတော့တယ်။သူကဒီဓာတ်ရုပ်ပစ္စည်းတွေနဲ့အန်ဆိုင်တွေကိုသူ့ခန္ဓာကိုယ်နောက်ပိုင်းမှာရှိတဲ့တင်းငယ်တဲ့အခန်းလေးတစ်ခုတည်းကိုတပြိုင်တည်းပေါက်ဆက်ထုတ်လွှတ်လိုက်ပါတယ်။ဒီအခန်းလေးကိုတော့ reaction chamber ဓာတ်ပြုခန်းလို့ခေါ်ပါတယ်။ဒီအခန်းငယ်လေးတည်းရောက်တာနဲ့ hydroquinone နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဟာကာတလစ်နဲ့ပေရိုအောက်ဆီဒစ်အန်ဇိုင်းတွေရဲ့အကူအညီနဲ့ချက်ချင်းဓာတ်ပြုပါတော့တယ်။ဒီဓာတ်ပြုမှုဟာအလွန်ကိုမြန်ဆန်ပြီးတော့အပူချိန်အလွန်ကိုများပြားစွာပဲထွက်ပေါ်လာပါတယ်။ဂျုတ်တရဲ့မြင့်တက်လာတဲ့အပူချိန်ကြောင့်ရောနှောနေတဲ့အရည်တွေဟာချက်ချင်းစူပွက်ပြီးတော့ရေနွေးငွေ့အဖြစ်ကိုပြောင်းလဲသွားပါတယ်။ဒီလိုစူပွက်ပြီးတော့ရေနွေးငွေ့ဖြစ်လာတာကြောင့်အခန်းငယ်လေးထဲမှာဖိအားများစွာဖြစ်ပေါ်လာပါတယ်။ဒီဖိအားကပူနွေးနေတဲ့အရည်တွေကိုသူ့ခန္ဓာကိုယ်နောက်ပိုင်းမှာရှိတဲ့အထူးပြုလုပ်ထားတဲ့ပြုံကနေပျောက်ဖောက်တန်လို့ Pop ဆိုတဲ့အတန်နဲ့အတူအရှိန်အဟုန်ပြင်းပြင်းနဲ့ပန်းထွက်သွားစေပါတယ်။ ပန်းထွက်လိုက်တဲ့အရေးရဲ့အပူချိန်ဟာရေစုမှတ်ဖြစ်တဲ့100ဒီဂရီစင်တီဂရိတ်နီးပါးဒါမှမဟုတ်ပိုတောင်မှများနိုင်ပါတယ်ဒီလိုပူပြင်းတဲ့အရေးဟာရန်သူရဲ့မျက်နှာဒါမှမဟုတ်ကိုယ်ခန္ဓာပေါ်ကိုဓာတ်ရိုက်ကျပြီးတော့ပြင်းထန်တဲ့လောင်ကျွမ်းမှုနဲ့နာကျင်မှုကိုဖြစ်စေပါတယ်ထွက်လာတဲ့ fog ဆိုတဲ့အတန်ကလည်းရန်သူကိုလန့်သွားစေပါတယ်ပိုအံ့ဩဖို့ကောင်းတာကသူဟာဒီလိုပန်းထုတ်တာကိုတစ်ချိန်တည်းမဟုတ်ဘဲနဲ့လိုအပ်သလိုအချိန်ပေါင်းများစွာဇက်တိုက်ပြုလုပ်နိုင်တယ်ဆိုတာပါပဲ ဒီလိုမီးပန်းလိုမျိုးပန်းထုတ်ပြီးတော့ကာကွယ်တဲ့နီလန်းကြောင့်ဘွန်ပါတီယာဘီတဲဟာငှက်တွေဖားတွေပြိမှုတွေလိုမျိုးသူ့ကိုဖမ်းဆားခြင်းနဲ့တာရဲတရိษံတွေကြီးကနေပြီးတော့ထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်။တကယ်တော့ဒီလိုရှုပ်ထွေးပြီးတော့ထိရောက်တဲ့ဓာတုဗေဒနီးကြကာကွယ်ရေးစနစ်တစ်ခုကိုသင်းငယ်တဲ့ပိုးကောင်လေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာတဘာဝတရားကတိဆောက်ပေးထားနိုင်တာဟာတကယ်ကိုအံ့ဖွယ်ပါပဲ။တဘာဝရဲ့ဗန်နီမှုတွေကကျမတို့ကိုအမြဲတမ်းအံ့အားသင့်စေပါတယ်။ ဒီဗီဒီယိုလေးကနေပြီးတော့ဘွန်ဘာဒီယာဘီတယ်အကြောင်းကိုဘူးသူတရသွားမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်သွားဖို့မမေ့ပါနဲ့အောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။